ပါးတွေကြီးရဲ့ချင်တယ်မောင်လေးရေသူတို့ဘောနော်ဘယ်လိုပြောမလဲပြီသူလူလူရင်ထဲမှာခံစားလာသူတို့တွေ့ရင်တော့ဟာသူတို့တွေ့ရင်တော့ဆိုတဲ့စိတ်ကိုမကြောလိုက်နဲ့ပြောတာနဲ့ဒေါသတဲ့ရင်ထဲမှာအလိုလိုကိုပါပြီးသားမောင်လေးအလိုလိုကိုပါပြီးသားသူတို့ဘောမှာမရောက်နိုင်လို့ပြောလိုက်တာနဲ့ကိုကနောက်ကတည်းကမအိမ်ဘူးဆိုတဲ့ဟာပါသလိုပေါ့တရိုက်တွဲနေတယ်မောင်လေးရေချက်ဖိုက်တာလို့ပြောတာနဲ့ကိုပြီသူလူလူကယွန်းရှာမုန်းပြီးနေတာအဲ့လိုမျိုးကိုဖြစ်နေတယ်ချက်ဖိုက်တာပေါ့မှာအခုတော့အခုမျိုးစိချက်မှမြင်တွေ့တယ်ကလေးတွေတည်တယ်အိမ်ကြီးမီးလောင်တယ်ဒီသားစုဘဝတွေပြည့်စည်တယ် tiền này thu lỗ lấy, khu à nề đây nề đây là thu nề luôn một, khu sản sang ai lao động chịu nó, sang ai làm cái làm mấy cái là nó sẽ lấy nề nề ví dụ như là nề tiền nhà sẽ phải, nề đây lỗ lỗ, nề mà hậu nhà nhà mà hậu nề đây là chơi nề đấy. ဒါကတော့မြမပြည်လေပိုင်းကအညာဒေသတနေရာမှာ စာတင်ချောင်းကိုလေချောင်းတိုက်ခတ်မှုတွေပြုလုပ်လာရင်ဘုံခိုခြင်းနဲ့အလင်းမြန်ပုံအောင်နိုင်အောင်ចောင်းသားចောင်းသူတွေလေ့ကျင့်နေကြတာဖြစ်ပါတယ်။ဒီအခြေအနေဟာစစ်အာဏာသိမ်းပြီးမှအညာဒေသရဲ့ new normal လို့ခေါ်ရမယ်လူနေမှုဘဝပုံစံအစ်တစ်မျိုးလို့ဒေသခံတွေကပြောပါတယ်။2021စစ်တပ်အာဏာမသိမ်းခင်အထိတော့အညာဒေသမှာဘုံခိုခြင်းဆိုတဲ့အရာဟာကြားဘူးနားဝတာရှိခဲ့ပေမဲ့အခုတော့လူမှုဘဝတွေမှာဘုံခိုခြင်းတွေနဲ့ရှင်တွဲနေထိုင်လာရပါပြီ။ အချိန်တိုင်းလိုကိုနေရတဲ့လိုကိုဖြစ်တာလေသူတို့ကဘယ်ချိန်လာလို့လာမယ်လည်းမသိဘူးကိုရီးယားအနေကင်းအောင်ပိုချိုပြီးဝင်ထားနေရတာပေါ့အခုတော့ကိုရှင်မသေးသွားရလို့ဒီပုံကြီးပဲလေကိုကအဲ့ကျရဲတင်မိနေလို့ဖြစ်ဘူးကြောက်ရတယ်လေမလုံးကြုံနေလည်းမလုံးကြောက်အချိန်မြေဘုံခိုချင်းနာပဲနေရတော့တာအဲ့ကြောက်ပါဘူးတော့ညလည်းဘုံခိုချင်းနဲ့ပဲအေးရတော့တာကလေးတွေဆိုရင်ဘယ်မှကိုလူလူလဲလဲမသွားတော့ဘူးအများအားသူတို့ဘုံခိုချင်းနာအနီးတဝိုက်မှာပဲထားတော့တယောက်ကစောင့်နေတာမြေပြန့်ဒေသဖြစ်တဲ့မြမပြည်အလဲပိုင်းအညာဒေသဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတန်းကိုပြင်းပြင်းထန်ထန်ခံရပြီးစာတင်ကြောင်းတွေဟာလည်းမကြာခဏပြင့်မှတ်ထားတိုက်ခိုက်ခံရပါဗါးအခုလိုစိုးရိမ်မှုတွေကြားကနေပဲအညာဒေတာကစာတင်ကြောင်းတွေဟာဘုံခိုချင်းတူပြီးကလေးတွေပညာသင်ကြားနေရတာပါဒီလိုအချိန်မှာကိုယ့်ရဲ့ရင်သွေးကိုစာတင်ကြောင်းကိုပို့ရတဲ့စစ်ပေးဆောင်ចောင်းသားမိဘတွေရဲ့စိုးရိမ်မှုတော့ကတွေကိုအခုလိုပဲပြောပြပါဗါး အင်္ဂါနဲ့ပြီးတော့ဘာလို့ကြည့်နေရလဲဆိုတော့ဘိုက်တန်တန်လာလားဟက်စကီလာလားဒါကိုကြည့်နေရတာကိုယ်စီပြည့်စီဖြစ်စေမပြည့်စီဖြစ်စေအတန်ကြားလိုက်တာနဲ့ပြိုင်နေကိုယ်အချောင်းကိုပြေးရတာချောင်းကိုပြေးရတာပြေးပြီးတော့တကယ်လို့ဒီလိုလေချောင်းနဲ့ရှုပ်တဲ့ဆိုရင်ကိုသားသမီးလေးကိုပြန်ခေါ်ခဲ့ အဲ့ဒီတခါကျောင်းကတနအိနေ့လေတင်တော်ရဲရင်ရလေရတယ်တခါတလေလေနေဝင်လေးနဲ့တင်ချဲ့ရလေရတယ်ဘာဖြစ်လို့လဲဆိုကိုသားသမီးအိမ်ကိုပြန်လာမှဟင်းဆိုရဟိုအလုံးကြတယ်ကျောင်းထားရလေဆိုးရည်စိမ့်နေထားရလေဖိုက်တာနဲ့ပြန်လာပြည်ရင်ဟိုလက်နေကြီးနဲ့ကြာရင်ဘာကလေးသူကလေးအဲ့လိုမျိုးများတည်သွားမှလားဟိုကျောင်းကထတက်ချင်လို့ပညာလိုချင်လို့ကဒါပေးရလေဒါပေမဲ့မိဘတွေကစိတ်ထဲမှာမပြောရှင်ဘူးကိုကအိမ်နာနေနေရတာဆိုးရည်စိမ့်ကြီးများလာလေတလား ခွေးကမာလို့လို့စီအနာတိမ်မှုလေးနှစ်ကျော်အကြာတမိုင်းဝင်စီရှုံနေမှုတွေရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာ2025ခုနှစ်မှာတော့အညာဒေတာကိုပုံစံမျိုးစုံနဲ့လေကြောင်းတိုက်ခိုက်မှုတွေပိုလောက်လာခဲ့ပါတယ်။ဟုတ်ဘာတာမော်ဒာနဲ့ချေဝါရာချေဝါရာကျမ အိမ်နီးချင်းနိုင်ငံတွေမှာအပျော်စီးလေဒီတွေအဖြစ်အသုံးပြုတဲ့အင်ဂျင်တက်လေဒီပါမိုတာတွေဟာမြန်မာပြည်အလဲပိုင်းမြေပြတ်မှာတော့အခုနှစ်မှာလူတက်လက်နက်အဖြစ်ပို့အသုံးပြုလာနေပါဗျ။စစ်ကြောင်းထုတ်မှုတွေမြေပြင်မှာအမြဲမလုံနိုင်တော့တဲ့စစ်တပ်အနေနဲ့ကတော့ဒီလိုအခြေအနေမှာအရသာပြစ်မှတ်တွေကိုဥတည်ပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုပုံစံမျိုးစုံနဲ့ပြင်းပြင်းထန်ထန်လှုပ်ဆောင်နေပါဗျ။ဒီလိုကြောင့်အခုဆိုအညာဒေတာမှာမိလောင်ပြင်းနေရတွေနဲ့အတူဘုံခိုခြင်းတွေကိုမဖြစ်မနေတူပြီးနေထိုင်နေရတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ ခြင်းကတော့ဒီအိမ်တိုင်းမှာအဲတူရတော့တဲ့အခြေအနေဖြစ်တာပေါ့။ဘာကြောင့်လဲဆိုတော့ jet fighter တွေမဟုတ်ဘူးခုကပါရာမိုတာတို့ drone တို့အကုန်လုံးလာနေတာဆိုတော့အဲအိမ်တိုင်းမှာတူးကြတယ်။အာဧည့်သည်လာတယ်ဆိုရင်လည်းဒါပုံကိုချင်းကတော့ဗန်နမ်းမှာရှိတယ်ဆိုတာကိုဝင်ကလေးကတခါတည်းစီးပြောရတယ်ပေါ့။အဲမပြောလည်းပဲဧည့်သည်ကလည်းပုံကိုချင်းဗန်နမ်းလဲဆိုတော့မေးရတဲ့အခြေအနေပေါ့။အဲအဲ့တို့အခြေအနေတော့ဖြစ်တော့ရင်ချင်းမှုအစ်စ်လို့တော့ဖြစ်နေတာပေါ့။ချစ်ချောကနောက်ထပ်တူဟာဘုံကိုချင်း ခုဆိုရင်အညာဒေတာမှာလေချောင်းရံအနေရဲ့ကြိုတင်သတိပေးမှုတွေနဲ့ပတ်သက်ပြီးလက်ကမ်းစာဆောင်ဝင်ခဲ့တာတွေအသိပညာပေးလှုပ်ဆောင်တာတွေကိုကြကြဲပြတ်ပြတ်လှုပ်ဆောင်နေကြရပါတယ်။အထူးသဖြင့်တောတောင်ရှိုးမြောင်မရှိပဲမြေပြန့်ဒေတာဖြစ်တဲ့အညာဟာစစ်ကောင်စီအတွက်လေချောင်းတိုက်ခိုက်မှုတိုးမြင့်လှုပ်ဆောင်မှုအခြေအနေတွေပေးနေပါတယ်။မိမိကလည်းမှာကြတာလေဒီလိုက်တဲ့ဒီရောက်နေရင်စင်လုံးနဲ့အစ်တောင်ရောက် ံဖက်ကြပါ2021စစ်တပ်အာဏာသိမ်းမှုမှာတော့သူတို့မဲပေးရွေးချယ်ခဲ့တဲ့ဒေါံဆန်းစုကြည်ဦးဆောင်တဲ့အယက်သားအစိုးရကိုမဲမတမာမှုအကြောင်းပြပြီးအာဏာသိမ်းမှုမှာတော့မဟုတ်မခံတော်လှန်စိတ်ရှိခဲ့ကြတဲ့အညာဒေသရဲ့မြန်မာပြည်အလဲပိုင်းဟာစစ်ကောင်စီအတွက်တော့စစ်မျက်နှာစာအဖြစ်တစ်ခုပွင့်ခဲ့ရပါတယ်။ ခုခံတော်လှန်မှုအားကောင်းတဲ့မြန်မာပြည်အလဲပိုင်းအညာဒေသမှာတော့အခုဆိုရင်နေရက်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတိမ့်မြက်ချီဟာနေအိမ်တွေမိရှုခံရပြီးအခက်အခဲမျိုးစုံတွေကြားမှာရှင်သန်ရပ်တည်နေကြရတာပါအညာဒေတာရဲ့နေရဲဆုံကရှောင်းတင်းနေကြတဲ့စစ်ဘေးရှောင်းတွေရဲ့လက်ရှိရင်ဆိုင်နေရတဲ့အကြီးအမားဆုံးအခက်အခဲတွေထဲမှာလေကြောင်းတိုက်ခိုက်မှုတွေကိုရင်ဆိုင်ဖို့ဘုံခိုခြင်းတူဖို့အခက်အခဲတွေရှိနေကြပါတယ်။ မြင့်တက်လာတဲ့ကုံစင်းနှုံထန်နေနဲ့အလောက်ကံတွေမရှိရှားပါလာတဲ့အချိန်မှာဘုံခိုချင်းတူးပြီးနေထိုင်ရမယ့်အခြေအနေဆိုပေမဲ့ဘုံခိုချင်းတူးရမယ့်ကုံကြားစိတ်ကိုမတက်နိုင်တာကြောင့်စိုးရိမ်မှုတွေဂျားကနေပဲနေထိုင်နေရတယ်လို့အညာဒေသမှာစပေးရှောင်ကြီးဆောင်ရွက်နေသူတွေကပြောပါတယ်။ဒီစစ်ရှောင်စခန်းတွေဆိုလို့ရှိရင်ဒီလူဦးရေအားဖြင့်ယာနဲ့ချီရှိတဲ့အခါမှာဘုံခိုချင်းတိစောက်နိုင်ခြင်းမရှိဘူး။ဒါပေမဲ့ခေါင်းပေါ်မှာတော့တဝီဝီနဲ့လာနေတဲ့အတန်တွေကြားနေရတယ်။ကိုကဘုံခိုနိုင်ခြင်းမရှိတဲ့အခါမှာဒါဘယ်လိုဘဲတို့ အာကိုပြီးဘယ်နေရာကိုသွားပြီးပုန်းခုံရမယ်မသိဘူးပေါ့နော်အဲ့လိုနေထိုင်မှမှာတာမယ်မဲကျွန်တော်တို့လူမျိုးကုတ်ပြီးတော့နေနေရတယ်ရွာထဲမှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့ကလည်းသူတို့ရတဲ့လခမဒီတနေ့လောက်ခမ8900 10000ရတဲ့ခါမှာဒီလိုမျိုးဘုန်းကိုချင်းအဆဲ့ချီပြီးတော့ကုံမဲ့အနေထားမှုမှာတူးနိုင်ခြင်းမရှိကြဘူးပေါ့နော်မရှိကြတဲ့ဟာကဒီခုလက်တလောမှာစိန်ခေါ်မှုခက်ခဲတည့်ရည်နေတဲ့သူတို့ရင်ဆိုင်ကြုံတွေ့နေရတယ်ဒေတာရဲ့အခြေအနေမှောက်သိကျင်တယ် ဲ့ပြည်သူလူထုရဲ့သဘောထားအမှန်ကိုသိကျင်တယ်စိတ်နေစေတာလိုအပ်ချက်ကိုသိကျင်တယ်နှစ်ပေါင်း80ကျော်ကြာပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာပြည်မှာခေတ်ဆက်ဆက်မှာတော့အညာဒေတာဟာစစ်ဘေးပြိပခါတွေကြားကနေကင်းလွတ်ခဲ့ပါတယ်စစ်ကောင်စီဟာအာဏာသိမ်းလင်းနှစ်တာအတွင်းစာတင်ကျောင်း245ကျောင်းစေယုံစည်းကမ်း340ကျော်ကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူကလေးတွေတွေအပါအဝင်ဆရာဆရာမ250ကျော်တည်ဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ် ဒီတိုက်ခိုက်မှုတွေထဲမှာပြီးခဲ့တဲ့2023ခုနှစ်ဧပြီလမှာဖြစ်ခဲ့တဲ့ဗစီကြီးဖြစ်စဉ်ကထင်ရှားပါတယ်အခုလိုလေချောင်းကနေနေစဉ်ဘုံကျက်တက်ဖြတ်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီကိုဒေသခံအယသားပြည်သူတွေကတော့အခုလိုပဲမေးခွန်းထုတ်နေကြပါဗျ။ပြောရင်ဝဲနေတယ်ဘာလို့ခစားချက်တွေဒီစကားဆက်လဲမတိမမတိရလားမမြင်မမမြင်လားတက်တက်ရုံလားလို့အမျိုးမျိုးတွေးမြင်သလားသူတို့အဆုံးပေါင်းတိရုံတော့ပါကွယ်ကြီးတဲ့ရုံချလည်းမရှိတော့ပါဒါကိုသူတို့ လူတွေကိုခန္ဓာစိတ်လုံးဝမရှိရကောင်းတယ်ဘုံကျဲနေတဲ့စစ်တပ်ကိုကိုချင်းစာစိတ်လေးထားပါလို့လူတွေတော်တော်လေးကိုမခက်ခဲနေပါမယ်